မင်္ဂလာပါရှင်။ကန်ဒရောဝတီထိုင်းသတင်းဌာနရဲ့အော်တိုဘာလ15ရက်ဗုဒ္ဓဟူးနေ့ညနေခင်းရုပ်သံသတင်းကိုပြည်လဲတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်ကဖဲခုံမြင့်နယ်ဘောရန်ရွာကိုစစ်ကြောင်းထိုးပြီးနေအိမ်မီးရှို့မှုတွေကြောင့်ဒေသခံတွေတင်းရှောင်နေကြရပါတယ်။အွန်လိုင်းကနေဖွင့်လှစ်သွားမဲ့6လ program အတန်းအတွက် KCC ကြောင်းကနေပြီးကြောင်းသားတွေကိုခေါ်ယူနေပါတယ်။ခြေလျာမှုကစစ်ဆောင်လူထုတွေမွေးမြူထားတဲ့ဝက်အကောင်ရေ90ကျော်အနာကျတည်ဆုံးခဲ့တယ်လို့သိရပါဗျ ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဖေခုံမြို့နယ်အနောက်ခြမ်းခေါင်းဤကျေးရွာအုပ်စုဘောရန်ကျေးရွာကို အော်တိုဘားလ23ရက်နေ့မှာစစ်ကော်မရှင်တပ်နဲ့အုပ်ပြည်သူ့စစ် BNO ပူးပေါင်းတပ်တို့စစ်ကြောင်းထိုးလာခဲ့ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဒီကြောင့်ခင်တွေရွာလုံးကျွတ်စစ်ဘီသိမ်းရှောင်နေရပါတယ်။ကျေးရွာအနီးအနားမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့စစ်ကြောင်းထိုးဝင်ရောက်လာကဒီကြောင့်ခင်တွေရဲ့နေအိမ်40ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခန့်တွေကပြောပါတယ်။ခြေရွာအတွင်နေအိမ်တွေမိကူးဆက်လောင်ကျွမ်းတာကြောင့်လည်းပြည့်စုံမှုပိုများပြားတယ်လို့သိရပါတယ်။ခြေရွာခန့်တွေကရုတ်တရက်ထွက်ပြေးသိမ်းရှောင်ရတာကြောင့်လက်ရှိမှာအရေးပေါ်စာနာရိတ်ခအကူအညီတွေလိုအပ်နေကြပါတယ်။ရိတ်လက်ဆတောင်ယာစပားခင်းနဲ့ဒီနဲ့စိုက်ခင်းတွေကိုမရိတ်သိမ်းနိုင်တော့ပဲခြေရွာခန့်တွေကဘေးလိုရာကိုသိမ်းရှောင်နေကြရတာပါ။ဘောရံချေးရွာမှာတော့အပေါ်ရွာနဲ့အောက်ရွာဆိုပြီးရှိက HA 360ကျော် လူဦးရေ1600ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဖေကွန်မြူနယ်ကရင်ဒေသမှာအခြေဆိုင်တဲ့ Cancer Community College KCC College ကျောင်းဟာ6လောက်တာ online program အတွက်ကျောင်းသားတွေကိုခေါ်ယူနေပါတယ်။အခု online အသံကိုဖွင့်လှစ်ပေးတာကဒေသတွင်လူဆွမ်းအားအရေးမြစ်တွေပုံမတိုးပွားစေဖို့ထိုင်းနိုင်ငံကိုသွားရောက်မဲ့သူတွေအတွက်အလောက်ကိုင်းအတွက်ပဲဖြစ်စေ၊ပညာရေးအတွက်ပဲဖြစ်စေအခွင့်အလမ်းတွေပုံမရရှိဖို့နဲ့အထက်တန်းပညာရေးတပိုင်းတစနဲ့ ပညာရေးရသက်ထားရတဲ့သူတွေအတွက်ပညာရေးအခွင့်အလမ်းတွေဆက်လက်ရရှိနိုင်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။သင်ကြားပေးသွားမယ့်ဘာသာရပ်တွေအနေနဲ့အင်္ဂလိပ်စာ၊ကွန်ပျူတာ၊ကောင်းဆောင်မှုနဲ့လူထုဖွံ့ဖြိုးရေး၊ထိုင်းဘာသာစကားနဲ့ထိုင်းရိုးရရည်ကြီးမှုထုံတန်စတာတွေဖြစ်ပါတယ်။ချောင်းလာတာအွန်လိုင်းတည်တံကိုနိုဝင်ဘာလ15ရက်နေ့မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပြီးအတန်းလျှောက်လွာကိုတော့နိုဝင်ဘာလ10ရက်နေ့အထိနောက်ဆုံးထားလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အခုဖွင့်လှစ်သွားမယ့် online တည်တံကထိုင်းနိုင်ငံမယောင်ဆောင်ခရိုင်အခြေဆိုင်ဘန်နိုင်းဆိုင် community learning center BNSCLC ကျောင်းတို့နဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးအတန်းအောင်မြင်စွာပြီးမြောက်တဲ့သူတွေကိုတည်တံပြီးမြောက်ကြောင်းလက်မှတ်အနေနဲ့ KCC ကျောင်းနဲ့ BNSCLC ကျောင်းတို့ကနေပြီးအတိအမှတ်ပြုတည်တံဆင်လက်မှတ်ချီးမြှင့်သွားမယ်လို့သိရပါတယ်။ ပရဆိုမီနဲ့အတွင်ကချီလျာမွန်ဆစ်ရှောင်းစခန်းဟာပြီးခဲ့တဲ့ဩဂတ်လပထမအပတ်မှာပဲဒီမော့ဆိုပရဆိုကာလန်မကြီးကိုစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးပြီးဒရုန်းနဲ့လက်နက်ကြီးတွေပစ်ခတ်တာကြောင့်ထက်စစ်သိမ်းရှောင်ခဲ့ကြရပါတယ်။တနိုင်းတပိုင်းမွေးမြူထားတဲ့ဝက်တွေကိုသိမ်းရှောင်နေချိန်မှာတဲဆောင်သွားပြီးတလအတွင်မှာဝက်အကောင်ရေ90ကျုပ်အနာကျတည်ဆုံးမှုနဲ့ကြုံတွေ့ခဲ့ရတယ်လို့စစ်ဘေးရှောင်တွေစီကနေသိရပါတယ်။စစ်ဘေးရှောင်အများစုကအလောက်အကမ်းရှိတဲ့အတွက် တနိုင်းတပိုင်းဝက်မွေမြူရေးကိုလှုပ်ဆောင်နေကြတာပါဝက်ရောင်ပြီးစားဝတ်နေရေးအတွက်အားထားရတာဖြစ်လို့အခုလိုမျိုးဝက်သေးဆုံးသွားတဲ့အတွက်စားဝတ်နေရေးကိုပါထိခိုက်လာတယ်လို့ဆိုပါတယ်ဝက်တွေကဆစ်ရှောင်းစခန်းအတွင်းမှာလက်နဲ့ကြီးနဲ့ drone ဘုံတီးတွေခြောက်ရောက်ပေါက်ကွယ်ပြီးတဲ့နောက်ပိုင်းမှာသေဆုံးမှုများပြားလာတာကြောင့်အဆင့်ွေတည်တာဖြစ်နိုင်တယ်လို့စစ်ဘေးရှောင်းတွေက သုံးသက်ပြောဆိုကြပါတယ်ဝက်ကောင်ရေးသေဆုံးမှုများတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ချိတ်ဆက်သိရှိနိုင်ဖို့တရိတ်ဆန်တွေဈေးကူသားမှုရရှိဖို့စာရာတွေကိုစစ်ဘေးရှောင်တွေနဲ့ဒေသခံလူထုတွေက မျှော်လင့်နေကြပါတယ်။ခြေလျမ်းမှုဆစ်ဆောင်စခန်းမှာတော့ HA 90ကျော်ရှိပြီးလူဦးရေ400ကျော်နေထိုင်ပါတယ်။ Control Media Time သတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးရန်အပေါက်ကခင်ဝေးကြပါစေ။ကျမမွန်ညာမှာပါ။